ညဘက်မှာကောင်းကောင်းမွန်မွန်အိပ်ဆက်တာက ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာအတွေ့အပါအရေးပါတဲ့အရာတစ်ခုပါပဲ။ကောင်းကောင်းမွန်မွန်အိပ်ဆက်အနားယူမှုကိုဘယ်တော့မှခက်ပေါ်ပေါ်လီမတွေ့လိုက်ပါနဲ့နော်။လူတယောက်အတွက် ကောင်းမွန်စွာအိပ်ဆက်အနားယူတာက လုံတဲ့တဲ့အရာတစ်ခုဆိုတာထက်မရှိမဖြစ်အရေးပါတဲ့အရာတစ်ခုပါပဲ။ဒါကြောင့်လူတိုင်းအတွက်ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါကျမ်းမာစေဖို့အတွက်ညဘက်ကောင်းကောင်းအိပ်ဆက်တာကြောင့်ရရှိနိုင်မယ့်အကျိုးကျေးဇူးလေးတွေကိုဒီနေ့ဗီဒီယိုလေးထဲမှာပြပြပေးထားပါရရှင်။ ထမအုပ်စုတစ်ခုကတော့အစိပ်ပြည့်စုံမှုတွေကိုရောကြစေနိုင်တာပါ။ပြီးသွားတဲ့အိပ်စက်မှုကိုမရရှိဘူးဆိုရင်တော့ခန္ဓာကိုယ်ကအစိပ်ပြည့်စုံမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကိုထွက်ရှိစေပြီးတော့အစိပ်ပြည့်စုံမှုတွေကိုခန်းစားရစေပါတယ်။ကောင်းမွန်ပြီးွားတဲ့အိပ်စက်မှုရှိမယ်ဆိုရင်တော့ကိုကိုကိုစိတ်ဖြစ်စီမှုကနေကာကွယ်ပြီးသားဖြစ်သွားမှာပါနော်။နောက်ထပ်တစ်ချက်ကတော့အမှတ်ဉာဏ်ကောင်းစေနိုင်တာပါ။လူတွေကအယံပင်ပန်းလာတဲ့အခါမှာကိစ္စတွေကိုမှတ်မိနိုင်မှုခက်ခဲလာတာသတိထားမိကြတာ။တနည်းအားဖြင့်ပြောရရင်တော့ ဒါကသူ့အနေနဲ့လုံလောက်တဲ့အိပ်ဆက်ချိန်မရဘူးဆိုတာကိုအုံနောက်ကပြောနေတဲ့အတန်တခုပေါ့နော်အိပ်ဆက်တဲ့အခါမှာခန္ဓာကိုယ်ကအနားယူနေပြီးတော့အုံနောက်ကမှတ်သားရမယ့်ကိစ္စတွေကိုမှတ်သားနေပါတယ်။ဒါကြောင့်ပြေဝစွာအိပ်ဆက်အနားယူမှုကခန္ဓာကိုယ်နဲ့အုံနောက်ရဲ့လုပ်ငန်းစဉ်တွေကိုနေရီစည်းဝါးကိုက်စေပြီးတော့မမိနိုင်စွမ်းတွေကိုလည်းပိုကောင်းလာစေမှာပါနော်။နောက်တစ်ချက်ကတော့တွေ့တူကြစေနိုင်တာပါ။ ။တွေးတွန်းယောဂအခန်းရှိနေရင်ရုပ်တရက်နှလုံးရတာနဲ့လိဖြက်တာကိုခံစားရနိုင်ခြေကတာမန်ထက်ပိုများနေပါတယ်။ဒါပေမဲ့ဒီပြဿနာတွေကနေပြီးတော့ကင်းဝေးအောင်လုပ်လို့ရတယ်။ရိုးစင်းလေကူတဲ့နီလန်တစ်ခုရှိနေပါတယ်။ဒါကတော့ညတိုင်းပြေးဝလုံလောက်တဲ့အိပ်စက်ချိန်ထားရှိတာပါပဲ။ပြေးဝတဲ့အိပ်စက်မှုကသွေးမတိုးအောင်ခောက်ခွဲပေးနိုင်ပါတယ်ရှင်။နောက်တစ်ချက်ကတော့ကူးစက်ယောဂါတွေကနေကောက်ွယ်ပေးတာပါ။ အိပ်စက်နေတဲ့အချိန်မှာခန္ဓာကိုယ်ကကိုကံအားကိုကောင်းစေနိုင်တဲ့ပရိုတင်းမော်လီကျူးတွေကိုထုတ်လုပ်ပေးပါတယ်။ဒီလိုထုတ်လုပ်ပေးတာကကိုကံအားကိုကောင်းစေပြီးတော့ကုသရောဂါတွေခံစားရမှုကနေကင်းဝေးစေမှာပါ။သူများတူခွေဖြစ်တိုင်းကိုလည်းလိုက်ပြီးတဝေးမဖြစ်ရအောင်လို့ညတိုင်းပြပြဝဝအိပ်ဆက်အနားယူပါနော်။နောက်ရတစ်ချက်ကတော့ကိုယ်လေးချိန်ထင်းကြီးဖို့အထောက်အကူပြုပါပါ။ကောင်းမွန်တဲ့အိပ်ဆက်မှုက ကိုယ်လေးချိန်ချစေဖို့တိုက်ရိုက်ကြည့်အထောက်အပံ့မဖြစ်စေပေမဲ့ ကိုရင်းဟော်မုန်းတွေကိုထိ ंछ ုပ်ပေးမှုကနေတဆင့်အစာစားခြင်းစိတ်ကိုဖြစ်စေတဲ့ဟော်မုန်းတွေနဲ့ကယ်လိုရီများတဲ့အစာအစာတွေစားခြင်းစိတ်နေတော့အောင်တော့လုပ်ပေးနိုင်ပါတယ်ရှင်။နောက်တစ်ချက်ကတော့အစိတ်ကံစားမှုကောင်းစေတာပါ။အေးအေးပြည့်ရင်စိတ်တို့လွယ်တယ်နော်ဒီအချိန်ဒီကမလိုအပ်ဖဲနဲ့ဆက်ဆံရေးပြပြမှုတွေကိုဖြစ်စေနိုင်ပါတယ်ဒါကြောင့်တနေ့တာမှာပို့ပါပျော်ရွှင်ပြီးတော့စိတ်ကံစားမှုကောင်းကောင်းနဲ့လူတွေကိုဆက်ဆံခြင်းနဲ့ဆိုရင်တော့ညာဘက်ကောင်းကောင်းအိပ်ပါ အေးဝလီလေးစိတ်ခံစားမှုကောင်းလေးလေးအရာရာကိုကောင်းကောင်းဖြည့်ရှင်းနိုင်လေးလေးပါပဲနော်။နောက်တစ်ချက်ကတော့စီးကျူဖြစ်နိုင်ခြင်းနေစီတာပါ။သူ့ရဲ့ဒနာပြုချက်တွေအရာအေးပြတဲ့သူတွေကသွေးရင်းဂလူးကိုထုတ်လွှတ်မှုဖြစ်စဉ်ထိခိုက်ပြီးတော့အမျိုးအစားနှင့်စီးကျူရောဂါခံစားရနိုင်ခြင်းများလို့တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်စိကျိုယောဂဖြစ်နိုင်ရောကြစေဖို့အတွက် ကောင်းမှုနဲ့အိပ်စက်မှုရှိပါစေ။နောက်တစ်ချက်ကတော့နှလုံးကျန်းမာစေနိုင်တာပါ။ပုံမှန်အိပ်စက်ချိန်လုံလောက်စွာထားရှိတာကစိတ်ဖြစ်စီမှုကိုရောကြစေပြီးတော့နှလုံးသွေးကြောရောင်ရမ်းမှုဖြစ်နိုင်ခြေကိုနည်းစေနိုင်ပါတယ်။ဒီလိုရောကြစေတာကလေပြတ်နိုင်ခြေကိုနှွေးစေသလိုနှလုံးရောဂါခံစားရနိုင်ခြေကိုလည်းကျဆင်းစေနိုင်ပါတယ်ရှင်။နောက်တစ်ချက်ကတော့ခိုက်ခဲမှုတွေကိုတတ်တာစေနိုင်စွမ်းရှိတာပါ။ အဆစ်လွဲတာလိုမျိုးထိခိုက်နာကျင်မှုဝေဒနာတစ်ခုခံစားနေရတယ်ဆိုရင်တော့နာကျင်မှုတွေတတစေဖို့အတွက်မြန်မြန်အိပ်ဆက်ပေးဖို့ပြောပြရစီနော်လိလာမှုတွေအရာအေးအေးပြက်လေလေနာကျင်မှုဝေဒနာကပိုဆိုးလေလေလို့သိရပါတယ်ရှင် နောက်ဆုံးတစ်ချက်ကတော့အစိတ်ကူးညံရင့်တန်စီတာပါ။ညဘက်တိုင်းမှာကောင်းကောင်းအိပ်စက်တာကတနေ့တာမှာဖြတ်ထိုးညံကောင်းကောင်းစိတ်ကူးစိတ်တန်ကောင်းကောင်းနဲ့အလုပ်တွေလုပ်နိုင်စေမှာပါ။ပြေဝကောင်းမှုနဲ့အိပ်စက်မှုကအလွတ်လုတဲ့အခါမှာပိုအာရုံဆိုင်နိုင်စေပြီးတော့တနေ့တာလုံးမှာခွန်အားပြည့်ပြည့်နဲ့အကောင်းဆုံးလုပ်နိုင်စေမှာပါ။ဒီလောက်ဆိုလို့ရှိရင်ညဘက်မှာကောင်းကောင်းအိပ်စက်တာကဘယ်လိုမျိုးအကျဉ်းချုပ်တွေရရှိတယ်လဲဆိုတာကိုဒီလောက်ပြီလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။